အရန်ကိုတဲ့ငဲကိုတော့တန်ထက်ချောင်းစားမြန်တဲ့နှုံးနဲ့ဖျက်ပြန်ပြီးတိုက်ခိုက်နိုင်မဲ့ SR72 Fiber Sonic လေးရင်နောက်တစ်ဆင့်အစောပိုင်းမှာ Fiber Sonic လေးရင် SR72 ပေါ်လာမယ်ဆိုတဲ့သတင်းတွေထွက်လာတော့တိတ်ပံရုပ်ရှင်တွေတဲကလို့ထင်ခဲ့ကြပါတယ်။သတင်းတော်တွေလေးလာသူတွေနဲ့လေးချောင်းဆိုင်ရာကျွမ်းကျင်သူတွေတောင်ဒီသတင်းကိုတန်တရားနဲ့တုတ်ပြန်ခဲ့ကြတာပါ။လူလိုက်ပါနိုင်တယ်ဒါမှမဟုတ်လူမပါတဲ့လေရင်ဒဇင်းဟာအတန်ထက်6ဆမြန်တော့နဲ့ Max City ရောက်နိုင်တယ်ဆိုတော့မြန်လာပါတယ်ဆိုရင် SR71 ဘလက်ဘတ်ထက်နှဆမြန်နေတဲ့သဘောပါပဲမယုံကြားတဲ့သူတွေကလည်းမဝပါဘူးဒါပေမဲ့အချိန်ကြာလာတဲ့အမျှခိုင်လုံတဲ့အထောက်ထားတွေဖိဖိပေါ်ထွက်လာပါရင်လော့ဟိတ်မာတင်ရဲ့အစီရင်ခံစာရီထဲမှာအရေးမြင့်ပါလာတာကအီရိုချက်ရော့ကက်ဒိုင်းနဲ့ပူပေါင်းဆောင်ရွက်တာကိုအတီးပြူတာမိုဘိုင်းခွင့်အတင်တာတွေနဲ့ပင်တဂွန်အဆင့်မှာရံမုံငွေရရှိတာတွေကတက်တည်ပါပဲ SR72 ဘယ်ကလာလဲဆိုတာကိုနားလည်ဖို့အတွက်သူရဲ့နာမည်ကျော်ရှေးပြေးလင်ကိုပြန်ကြည့်ဖို့လိုပါတယ်။လေချောင်းကိုဝါသနာပါသူတွေနဲ့ဆက်ဘက်ပညာရှင်တွေကြားမှာအခုထက်ထိတိုင်အံ့ဩမှုကိုဖြစ်စေတဲ့လင်ကတော့ SR71 ပါပဲ။ SR71 Blackbird ဟာ CAK ရဲ့ထောင်လန်းရေးလေယာဉ်တပ်တပ်မဟုတ်ပါဘူး1960နဲ့90ခုနှစ်တည်းအတွင်းအမေရိကန်ရဲ့နေပညာဆိုင်ရာတိုးတက်မှုနဲ့လေကြောင်းနယ်ပယ်မှာလွှမ်းမိုးနိုင်မှုကိုပြသတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်သူရဲ့ဒီဇိုင်းကအနာဂတ်ကနေရောက်လာတယ်လို့မျိုးထူးခြားစမ်းပြပါရင်နတ်မောင်နဲ့ကိုရင်ရှည်လျားတဲ့ပုံသဏ္ဍာန်ချုံထက်တဲ့နှာခေါင်းနဲ့ရှော့ဆောက်တဲ့အတောင်တွေကအဲ့အချိန်တုန်းကရှားပါလာပါရင် match 3.2မြန်နှုန်းနဲ့ပြန်တန်းချိန်မှာဖြစ်ပေါ်လာတဲ့ပြင်းထန်တဲ့လေပြင်းအားကိုဒီဒီဇိုင်းတွေကကောင်းကောင်းကျော်လွှားနိုင်ခဲ့တာပါ ။လင်းရဲ့အထူးကထူးခြားချက်ကတော့အားကောင်းတဲ့တာဘိုဂျက်အင်ဂျင်တွေပါပဲ။ဒီအင်ဂျင်တွေကအတန်ထက်မြန်တဲ့အရှိန်မျိုးမှာ brand jet engine တွေလိုမျိုးပြောင်းလဲသွားပါတယ် brand jet engine အကြောင်းကိုတော့နောက်ပိုင်းမှာရှင်းပြပေးပါမယ်ဒီ engine တွေမှာ JB7 တို့ခေါ်တဲ့အထူးလောင်စာကိုအသုံးပြုထားတာပါဒီလောင်စာဟာအပူတန်းကိုအလွန်ခံနိုင်ရှိပြီးမီးရှို့ရင်တော့တော်ယုံနဲ့မလောင်နိုင်ပါဘူးအိမ်စောကားထွက်တဲ့ infrared ရောင်ကြီးကို short ချဖို့အတွက်ဓာတ်ပစ္စည်းတွေကိုလောင်စာထဲမှာရောဆက်ထားပါတယ်ဒါရီဟာပြည့်ပြည့်စုံတဲ့ infrared Flowat တံပြန်အစီအမံတွေအဖြစ်ပြောင်းလဲလာမဲ့အစောပိုင်းခြေလှမ်းတွေပါပဲ။ SR71 ဟာ Flowat နည်းပညာရဲ့အခြေခံအုတ်မြစ်ကိုလည်းခြာပေးခဲ့ပါတယ်။သူရဲ့ radar စွန့်ယူနိုင်တဲ့စွမ်းရည်နဲ့ radar ဖြတ်ပိုင်းကိုအနည်းဆုံးဖြစ်အောင်လှုပ်ထားတာကြောင့်ထူထပ်တဲ့ radar ကွင်းရက်ကိုပျော်ဖြတ်ပြီးရန်သူနယ်မြေတွေကိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်နိုင်တာပါ။နောက်ပြီးထူးခြားတဲ့ Titanium Dissolve ပုံမှာ Line Tone ပုံစံအသားတွေပါဝင်ပါတယ်။တကယ်တော့အရှိန်မြင့်ပြန်တန်းမှုရဲ့ပြင်းထန်တဲ့အခြေအနေတွေကကာကွယ်နိုင်အောင်ဒီလိုဖန်တီးခဲ့တာပါ။ Max 3D မြန်တဲ့အရှိန်နဲ့ပြန်တန်းတာကြောင့်လင်းရဲ့ကိုရီဟာ ဒီဂရီစင်နီဂရိတ်ရာနဲ့ခြေတဲ့အပူချိန်အထိရောက်ရှိသွားပါတယ်။ဒီလိုပြင်းထန်တဲ့အပူဒဏ်အောက်မှာချောမွတ်တဲ့ကိုယ်ရည်ဆိုရင်မညီမညာဖြစ်လာပြီးအကွဲချောင်းတွေဖြစ်ပေါ်နိုင်သလိုတံပိုးတွေလည်းပြုတ်ထွက်ပြီးတိဆောက်ပုံပိုင်းဆိုင်ရာချုံရင်းမှုတွေဖြစ်လာနိုင်ပါတယ်။လိုင်းတွန်းပုံစံအသားတွေမှာပါတဲ့အလျားလိုက်ပါလာတဲ့အစင်းချောင်းလေးတွေကတထုကိုအလျားနဲ့အနံနှစ်ဖက်စလုံးမှာဆုပ်ခွာနိုင်ကျုံနိုင်စေပြီးမကွဲအပ်စေပါဘူး။ဟုတ်ပါရင်လိုင်းထုံပုံစံဟာလုံးဝချောမွတ်တဲ့မျက်နှာပြင်နဲ့ရှင်ရင်လေခွင်းအားကိုနည်းနည်းရောနေစေနိုင်ပါရင် ဒါပေမဲ့အတန်ထက်မြန်တဲ့အချိန်မှာလေခွင်းအားခုခံမှုဟာလေရင်ရဲ့ပုံသဏ္ဍာန်ပေါ်မှာပဲအထူးအမူတည်ပြီးမျက်နှာပြင်ရဲ့အသွင်အပြင်ပေါ်မူတည်ပါဘူး SR71 ရဲ့လေရင်မှုခန်းက brain box တွေကိုလည်းပြန်တန်းချိန်မှာကြုံတွေ့ရတဲ့ပြင်းထန်တဲ့အပူတံကိုခံနိုင်မှုအလွန်ပေါင်းများစွာနဲ့ကာကွယ်ထားပါရင်သူ့ရဲ့လမ်းကြောင်းပြားစနစ်တွေကလည်းခင်မိလွန်းလာတာပါ inner shell gyroscope ပြည့်တန်လိုက်အိမ်မြောင်နေတဲ့ခြေတွေကိုအခြေခံတဲ့နက်ခတ်လမ်းကြောင်းပြားစနစ်တွေကိုလည်းအသုံးပြုထားပါရင်ဒါပေမဲ့ဘလောက်ပဲတော်တဲ့ engineer လက်ရာဖြစ်ပါစေအားနည်းချက်ကတော့ရှိနေတာပါပဲ။ 1998ခုနှစ်မှာနှစ်ပေါင်း30နှစ်ပါအမှုထမ်းပြီးနောက် SR71 ကိုနောက်ဆုံးမှအနားပေးလိုက်ပါတယ်။အဓိကအကြောင်းရင်းကတော့လေပန်းမှုစရိတ်အလွန်အမင်းကြီးမာတာကြောင့်ပါ။တနအိပြန်လည်မှုအတွက်အမေရိကန်တွေတက်ကဒေါ်လာ2သိန်းကနေ2သိန်းခွဲအထိလောက်ကုန်ကြပါတယ်။ပြင်ဆင်မှုပြပြင်ထိန်းသိမ်းမှုနဲ့လောင်စာဖြည့်တင်းမှုတွေပါထဲထွက်ရင်ဒီလိန်ဟာတနအိကို JB7 လောင်စာဂါလန်8000လောက်သုံးဆွဲနေတာပါ။လီတာနဲ့ဆိုရင်3000လောက်ရှိပြီးဒဂါလန်ကို8ဒေါ်လာဒါမှမဟုတ် ။တလီတာကို2ဒေါ်လာနီးပါးဈေးရှိပါတယ်။ဆိုလိုတာကလောင်စာဈေးတစ်သက်တစ်နာရီကိုဒေါ်လာ6000ကျော်ကုန်ကြတာပါ။အဲ့ဒါက1960ခုနှစ်တည်းရဲ့ဒေါ်လာနဲ့ပါ။အဲ့ဒီအချိန်တုန်းကဆိုရင် BH engine ပါတဲ့နာမည်ကျော် Mustang ကားတဲ့တစ်စီးကိုဒေါ်လာ2500နဲ့ဝယ်လို့ရပါတယ်။ SR71 အတွက်လည်းကြီးမားတဲ့အထောက်အကူပြုအဖွဲ့နဲ့အထူးပြုအခြေခံအဆောက်အုံတွေလိုအပ်ပါတယ်။ JB7 လောင်စာကိုကင်တွယ်ဖို့တည်တံ့ပြုပြင်ထားတဲ့ KC135Q လောင်စာတင်လင်းအောင်ပါဝင်နေခဲ့တာပါ။1980ခုနှစ်နှောင်းပိုင်းမှာအာကာသအခြေပြုထောက်လှမ်းရေးခေတ်သစ်ရောက်ရှိလာပါတယ်။ ကျော်လို့နေဟာလိုအပ်တဲ့အန္တရာယ်မရှိပဲဈေးတက်တာစွာနဲ့ပလန်းကနေဗျူဟာမြောက်သတင်းအချက်အလက်တွေကိုစုဆောင်းနိုင်တယ်လို့나이ပလုံးပြည့်မှတ်တွေကိုစောင့်ကြည့်နိုင်စွမ်းလည်းရှိလာခဲ့တာပါဂျိုပန်လန်းကနေထောင်လန်းရေးလုပ်တာဟာအန္တရာယ်များတဲ့နေမြေပေါ်မှာပြန်တန်းထောင်လန်းတာတက်ပို့ပြီးရုံးရှင်းတယ်လို့ဈေးတက်တာပြီးဘေးပို့ကင်းပါတယ် SR71 မိမိမိနှစ်တွေကြာပြီးတဲ့နောက်မှာပို့လှွက်ဆန်းကျတဲ့အရေးတဲ့တန်းအစ်တစ်ခုဟာကောင်းခင်ရံမှာပေါ်ထွက်လာပါတယ်အဲ့ဒါကတော့ SR72 ပါပဲသူပါကြောင့်လိုအပ်တာလဲကျော်လို့ထောင်လန်းရေးဟာအစွမ်းထက်ပေမဲ့အရာရာကိုတိမြင်နိုင်စွမ်းမရှိဘူးဆိုတာကိုသဘောပေါက်လာကြလို့ပါပဲ ျော်လို့နေရရန်သူတွေကောင်းကောင်းသိတဲ့ပုံစံပတ်လန်းတွေအတိုင်းလဲပတ်နေတာပါဆိုလိုတာကရန်သူတက်ဖွဲ့တွေဟာကျော်လို့တွေဘယ်အခြေမှာဖျက်ဆီးမယ်ဆိုတာကိုကြိုတင်သိနိုင်ပြီးဂျေနရယ်နိုင်တဲ့ဒုံးချီစနစ်တွေကိုဖျောက်ထားနိုင်တယ်လို့လှုံရှားမှုကိုကျော်လို့ကမသိအောင်စီမံနိုင်လို့ပါပဲ SR72 ဟာသူ့ရဲ့ရှေ့ပြေး SR71 လိုပဲခံမှန်းလို့မရပါဘူးဘယ်အခြေမှာမဆိုရုတ်တရက်ပေါ်လာနိုင်ပါတယ်အချိန်နဲ့လှည့်ပြန်ပြန်တမ်းပြီးအရေးကြီးတဲ့အချက်အလက်တွေကိုစုဆောင်းနိုင်တယ်လို့ရန်သူကမသိလိုက်ရပဲပျောက်ကွယ်သွားနိုင်ပါတယ် ဒီနေ့ခေတ်ပဏိပခရီမှာအဆုံးဖြတ်ချက်တွေကိုနိုင်ပိုင်းဒါမှမဟုတ်မိနစ်ပိုင်းအတွင်းချမှတ်ရပါတယ်။ဂျော်ဒန်စီစဉ်ထားတဲ့ဂျိုဘန်လန်နေနဲ့ဂျိုလူတွေကလက်တွေ့အခြေအနေနဲ့ကိုက်ညီနေဗျူဟာမြောက်လာရောက်ညီထွေရှိမှုကိုမပေးနိုင်ပါဘူး။ နောက်ပြီး SR72 ကတော့ချက်ချင်းတုတ်ပြန်လိုက်ပါတယ်။သူကဒုံးချီပြုလုပ်မှုကိုထောင်လန်းတိုင်းတလို့တပ်ဖွဲ့တွေရွေလျားနေတာကိုလည်းခွဲခြားသတ်မှတ်နိုင်ပါတယ်။ဒေချောင်းတိုက်ခိုက်မှုလုပ်ခင်ကြိုတင်စောင့်ကြည့်နိုင်တယ်လို့ကိုရိုင်အောင်တိုက်ခိုက်နိုင်တာပါ။ဒီစွမ်းဆောင်ရ A2AD လို့ခေါ်တဲ့လေချောင်းကာကွယ်ရေးစနစ်တွေတဲကိုလည်းကောင်းကောင်းထိုးဖောက်နိုင်စွမ်းရှိနေပါတယ်။ဒီမှာ SR71 စက်ခံလင်းအကြောင်းဆွေးနွေးမှုတွေစတင်ခဲ့ပါတယ်။ဒါ SR72 ဆိုတဲ့အယူအဆကိုပေါ်ပေါက်စေခဲ့တာပါ။ ဒါဟာတံပန်လင်းဒဇင်းမဟုတ်ပဲအတန်ထက်၆ဆမြန်တဲ့နှုတ်နဲ့ပြန်တန်းထိုင်ပြီးယူဘဗီဒါရဲ့ကန်းတန်းချက်တွေကိုစိန်ခေါ်နိုင်တဲ့လူမပါတဲ့ထောင်းလန်းရင်းနဲ့တိုက်ခိုက်ရေး platform တစ်ခုပါဒီလိုဆွမ်းဆောင်ရမျိုးရရှိဖို့အတွက်လော်ဟိတ်မာတင်ဟာဂျန်နဲ့ rocket အနည်းပညာပိုင်းမှာဥဆောင်တဲ့ aerojet rocket တိုင်းနဲ့ပူးပေါင်းခဲ့ပါတယ်သူရဲ့ရေမှန်းချက်ကတော့အတန်ထက်နှေးတဲ့အရှိန်နဲ့အတန်ထက်မြန်တဲ့အရှိန်နှမျိုးစလုံးမှာလုံဆောင်နိုင်တဲ့ set engine ကိုတီထွင်ဖို့ပါဒါဟာ screen jet အယူအဆကိုလည်းပြန်လည်ရှင်းတန်းစေခဲ့ပါတယ် screen jet ဆိုတာအတန်ထက်မြန်တဲ့လောင်ကျွမ်းမှု Ranjet engine တမျိုးဖြစ်ပြီးလေကိုအတန်ထက်နေတဲ့အချိန်ထိရှော့ချစရာမလိုပဲဖိတိတ်ပြီးလောင်းကျွမ်းစေတာပါ။ဒါဟာသိပ္ပံရုပ်ရှင်မဟုတ်တော့ပဲ engineer ဆိုင်အောင်တိုးတက်မှုရဲ့အစင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီဥစားကနေလက်တွေ့အကောင့်ထဲပေါ်တဲ့လမ်းမှာတော့ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပိတ်ဆို့နေပါတယ်။အဲ့ဒါကတော့အရှိန်ကွာဝေးပါ။ဒါဘူချက်အင်ဂျင်နီယာ match 2.2လောက်အထိကောင်းကောင်းလှုပ်ဆောင်နိုင်ပေမဲ့အဲ့ဒီအထက်မှာတော့အားနေသွားပါတယ်။ရန်ဂျက်နဲ့ဆက်ရင်ချက်တွေကတော့ match 3နဲ့အထက်မှာမှစတင်အလုပ်လုပ်နိုင်ပါတယ်။ ဒါဆိုရင်အဲ့ဒီနှစ်ခုကြားကကွာဟချက်ကိုဘယ်လိုပွားကူးမလဲဆိုတာရှိလာပါပြီ။အဖြေကတော့ TBCC လို့ခေါ်တဲ့နည်းပညာပါပဲ။တာပိုင်အင်ဂျင်ကအတက်နဲ့အစင်းကိုလုံးဆောင်ပြီး screen ချက်ကအချိန်မြင့်တဲ့အခါအလုံးလုံးတဲ့ပေါင်းဆက်တွန်းကန်စနစ်ပါ။ဒါရင်အားလုံးကိုလေဝင်ပေါင်းနဲ့လေထွက်ပေါက်တစ်ခုတည်းကိုမျှဝေသုံးဆွဲပြီးလေစည်းကြောင်းလမ်းကြောင်းတွေခွဲထားတဲ့တစ်ခုတည်းသောအခန်းတစ်ခုထဲမှာပေါင်းဆက်ထားပါရင် SR72 ကိုဖန်တီးတာဟာလေကြောင်းနဲ့တွန်းကန်အားအင်ဂျင်နီယာရဲ့အထွတ်အထိပ်ပါပဲ။အတန်အထက်မြန်တဲ့ပြန်တမ်းမှုဟာငဲကိုဖျက်တမ်းရတဲ့ခီးစင်နဲ့မချနာပါဘူး။ မတ်ဆင်နာကအရှင်နေမှာလေရင်မျက်နှာပြင်အပူချိန်ဟာ36ဒီဂရီဖာရင်ဟိုက်ကျော်ထိရောက်ရှိပါတယ်။ဒါဟာအပူချိန်တက်တက်မဟုတ်ပါဘူး။ဒီအပူချိန်မှာအလူမီနီယံနဲ့တန်မြင့်အများစုတော့အေးပျော်သွားနိုင်တာပါ။ဒီဇိုင်းမှာအနေငယ်လေးမှားယွင်းတာနဲ့လေဟာလေထဲမှာနေပြချသွားပါလိမ့်မယ်။အဲဒီကိစ္စကိုဖြေရှင်းဖို့အင်ဂျင်နီယာတွေလည်းအတော်လေးခေါင်းဆားခဲ့ကြတော့ပါ။နောက်ပြီး SR71 မှာတုံးခဲ့တဲ့ပစ္စည်းတွေကလည်းဒီအချိန်မှာတင်းတောင်မှုမရှိတော့ပါဘူး။ဒါကြောင့်ဖြေရှင်းတဲ့အသစ်တစ်ခုကိုရှာခွေရပါရင်တို့ဟာအာကာသယာဉ်အပူကာကွယ်ရေးနဲ့ တိုက်ချင်းဖြစ်ဒုံးကျည်တွေမှာတုံးတဲ့ကာဗွန်ဆီရမစ်ကွန်ပေါင်းတွေကိုနည်းမျိုးစုံနဲ့စမ်းသပ်ခဲ့တာပါဒီပစ္စည်းတွေဟာပြင်းထန်တဲ့ဘူကျင်ကိုခံနိုင်ရင်ရှိအောင်သာမကအရှိန်မြင့်တဲ့ဖိအားတွေအောက်မှာလည်းထိဆောက်ပုံပိုင်းဆိုင်ရာခိုင်မာမှုကိုလည်းထိမ့်သိမ်းထားနိုင်တာတွေ့လာရချိန်မှာတော့နေတမ်းရသွားခဲ့ပါတယ်ပြောရရင်တော့ဒီနည်းပညာတွေနဲ့အပူကာကွယ်ရေးအလွှာပါးလေးတွေများစွာထက်ကဖန်တီးပြီး SR72 မှာတုံးဆွဲခဲ့တာပါနေပေါင်းများစွာကြောင့် SR72 ဟာကောလာဟာလာတွင်ခံမှန်းချက်တွေနဲ့အမေမဖော်တဲ့သတင်းပေါင်ကြားမှုတွေထက်ပိုမလာခဲ့ပါဘူး။ဒါပေမဲ့2013ခုနှစ်မှာအရာတွေကပြောင်းလဲသွားပါရင် လော်ဟိတ်မာတင်က SR71 ရဲ့မျိုးဆက်တစ်ကိုထုတ်နိုင်တော့မယ်ဆိုပြီးဟော်လိုလိုဒီလိုလိုပြောချိန်မှာတော့လေချောင်းလောက်ကမှလှုပ်လှုပ်ခက်ခက်ဖြစ်လာခဲ့ရတာပါ theory ကနေလက်တွေ့အကောင့်ထဲဖော်နိုင်ခဲ့တဲ့အဓိကချက်ကတော့27ရာစုရဲ့နေပညာတွေပေါ်ပေါက်လာတာကြောင့်ပါပဲ SR71 ကိုပုံဆွဲကိရိယာတွေပေရန်အနေနဲ့စက်ကူတွေပေါ်မှာဒီဇိုင်းဆွဲခဲ့တယ်ဆိုပေမဲ့ SR72 ကတော့ digital ပေါ်မှာပဲအလုံးထိတွင်ဖန်တီးခဲ့တာပါအစင်းမြင့်ကွန်ပျူတာစနစ်တွေလေခွင်းအားပုံစံတို့စမ်းသပ်မှုတွေအပြင်အရေးကြီးဆုံးကတော့ပေါင်းစပ်ထုတ်လုပ်မှုနေပညာမြင်မာလာမှုကြောင့်ပါပဲ တမန်ရိုးကျနီလန်းအနေနဲ့ဖန်နေပုံဖြစ်နိုင်တဲ့အချိန်မှာအပူခံနိုင်ရှိတဲ့ compound တွေနဲ့တက်တူတွေကိုသုံးပြီးအစိပ်ပိုင်းတွေကို 3D ဆန်းနဲ့ထုံးလုံးနိုင်မှုတွေကလည်းအဓိကတော့ချက်ဖြစ်လာရတာပါဒီလိုရလက်မျိုးရဖို့ engineer တွေဟာ Falcon 8 TV2 နဲ့လောက်ကင်ခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချခဲ့ပါတယ် Falcon ဆိုတာအပြင်းထန်ဆုံးပြန်တမ်းမှုအခြေအနေတွေကိုစမ်းသပ်ဖို့ဒီဇိုင်းထုတ်ထားတဲ့စမ်းသပ်စဉ် hypersonic ဒုံးကျည်တစ်မျိုးပါပဲ Falcon ဟာ Aerodynamic ပြန်တမ်းမှုထိန်းချုပ်စနစ် လေချောင်းပြားစနစ်နဲ့ hypersonic အရှင်တွေမှာတည်ငြိမ်မှုကိုထိမ့်သိမ့်ပေးနိုင်စွမ်းတွေကိုလည်းရှိနေတာပါ။အဲဒီအားသာချက်တွေကို SR72 မှာလည်းထည့်သွင်းပေါင်းစပ်ဖန်တီးခဲ့တာဖြစ်ပါရင်၂018ခုနှစ်မှာဒီစီမံကိန်းဟာနောက်ထပ် debut ချက်တရရရှိခဲ့ပါရင်လော်ဟိတ်မာတင်က SR72 လို့တရားဝင်မပြောပေမဲ့လူတီများတဲ့ black belt ရဲ့မျိုးဆက်ဟာတီတော်ဒီတတ်တတ်မဟုတ်တော့ဘူးလို့တရားဝင်ကြေညာခဲ့ပါရင်အဲဒီအတွက်လည်းလင်းဒီစောင်းမှုမှာတိုးတက်မှုတွေရှိနေခဲ့လို့ပါပဲ။ SR72 ဟာအရှိန်မြန်တာတက်တက်တော့မဟုတ်ပါဘူး။သူဟာထိုးစစ်ဆင်တိုင်းနဲ့စွမ်းဆောင်ရည်နဲ့ပါဝင်ပါတယ်။ဒီလိန်ဟာအတန်ထက်မြန်တဲ့လက်နက်တွေအများအပြားဒုံးကြီးတွေကိုတင်ဆောင်ဖို့မျှော်လင့်ထားပါတယ်။အဲ့ဒီဒုံးကြီးတွေဟာကီလိုမီတာရာနဲ့ချီဒါမှမဟုတ်ထောင်နဲ့ချီဝေးတဲ့ပြမျက်တွေကိုတိုက်ခိုက်နိုင်ပါတယ်။ဒီစွမ်းဆောင်ရည်တွေကစက္ကန့်နဲ့အမျှအရေးကြီးတဲ့တိုက်ပွဲမှာအဆုံးဖြတ်တယ်လည်းဖြစ်လာနိုင်နေတာပါ။ SR72 ကတံမိုးကြည့်ပြီးကောင်းကောင်းကာကွယ်ထားတဲ့ပြမျက်တွေကိုလှည့်တဲ့ပြတိုက်ခိုက်နိုင်တဲ့အတန်ထက်မြန်တဲ့ပွဲသိမ်းလက်သေးလိုပါပဲ။ဒါပေမဲ့စိန်ခေါ်မှုကတော့ရှိနေပါသေးတယ်။ အဲ့ဒါကတော့အရန်မြန်တဲ့အချိန်မှာဒုံးချီတွေပြစ်နိုင်ပါမလားဆိုတဲ့အချက်ပါပဲ။ဘာဖြစ်လဲဆိုတော့အဲ့ဒီတော့အချိန်မျိုးမှာလင်းကိုရဲကရောလေဒုကပါအရန်ပုန်နေလို့ဖြစ်ပါရင်ဒီအချက်ကနေပညာပိုင်းဆိုင်ရာအိမ်မန်ဆိုးတစ်ခုပါပဲ။ဒါပေမဲ့လော်ဟိတ်မှာလည်းအားကောင်းတဲ့တာတကားတစ်ခုရှိပါရင်1960ခုနှစ်တုန်းကသူတို့ဟာ YF12 လို့ခေါ်တဲ့ရှေးပြေးလင်းကနေ Mastery ထက်မြန်တဲ့အချိန်နဲ့ဒုံးချီတွေကိုအောင်မြင်စွာပြစ်လွတ်နိုင်ခဲ့ပါရင်အဲ့ဒါကြောင့် SR72 ကိုအတန်ထက်6ဆမြန်တဲ့အချိန်နဲ့ပြန်နေရင်ဒုံးကြီးတွေတိုင်းတိုင်းဖြစ်နိုင်အောင်ဖြေရှင်းနိုင်မယ်လို့မျှော်လင့်ရတာပါပဲ။ဒီနေ့နေ့ကတော့ SR72 ကို2025နှစ်ကုန်ရင်စမ်းသပ်ပြန်တန်းပြမယ်လို့ထုတ်ပြန်ထားပါရင်တကယ်ထွက်လာရင်တကယ်စွမ်းနိုင်ပါမလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ကြောင်းဝေမျှရင်းနဲ့ညီကောင်းချုပ်လိုက်ရပါရခင်ဗျာ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။